အဲ့ဒါမျိုးမင်္ဂလာပါဒီချက်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အများပိုင်ပစ္စည်းဒိုအလီထားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒါဆိုဒီအကြောင်းအရာလေးကဘာလေးဖြစ်မလဲဒီချက်နဲ့အတူတူလိုက်ပြီးရောကြည့်ပေးပါအောင်နော် ရဲ့တဲ့တောင်ဘက်ပိုင်းကွင်းပြင်မှာတော့တဲ့အလွန်သားရလှပတဲ့တောက်ရေကန်ကြီးတကန်ရှိတာပေါ့တဲ့အဲ့ဒီတောက်ရေကန်ကြီးကိုတဲ့အနီးအနားပတ်ဝန်းကျင်ရွာတွေကလွန်ခဲ့တဲ့နှစ်ပေါင်း80ခန့်ကလေးကအသုံးပြုခဲ့ကြတော့တာပေါ့ရွာသူရွာသားတွေကတန့်ရှင်းတဲ့တောက်ရေကိုတောက်သုံးနိုင်ဖို့ရည်ရွယ်ပြီးတော့တဲ့အားလုံးစုပေါင်းပြီးတော့တူးဖော်ခဲ့တဲ့တောက်ရေကန်ကြီးပဲဖြစ်ပါတယ်တဲ့ကံပေါင်ပတ်လည်မှာဆိုရင်တော့အုတ်တတိုင်းနဲ့တက်ရက်စွာဝိုးရံထားတယ်တဲ့ကံပေါင်ရဲ့ရှေးနောက်တစ်ဖက်ချက်စီမှာတော့တဲ့ဈေး ဒီနှစ်စုရှိပါတယ်တဲ့ညနေခင်းနဲ့လာတာတဲ့ညတွေမှာဆိုရင်ဆဲလဲတန်တချွင်ချင်နဲ့အလွန်သားရလှပနေတော့တာဗောတဲ့ရေခမ်းရဲ့မြောက်ဖက်မှာကတော့တဲ့ဝင်ပေါက်တစ်ပေါက်ရှိရယ်နွားခွေးစိတ်နဲ့ဝတ်တို့မဝင်နိုင်အောင် အတွက်ကိုတန်ပန်းတကားတွေတက်ဆင်ထားတော့တယ်ရွာသူရွာသားတွေကတောက်ရေခမ်းကို ရေလာခတ်တဲ့အခါမှာ ရေခမ်းတဲကအမိုက်တွေတည့်ရက်တွေမကြဖို့အတွက်ကိုအထူးဂရုစိုက်ကြရတယ်ရေခတ်ပြီးတိုင်းလည်းတန်ပန်းတကားကိုစနစ်တကျ 变配件啊，这的。 မနစ်ကတော့တဲ့တောက်ရေခန်းကြီးကိုပြန်ပြီးတော့တူးဖော်ခဲ့တယ်။လှုပ်အားပေးတဲ့ရွာသူရွာသားတွေကိုမော်ဟင်းကကောင်းဟင်းပေါင်းလို့နဲ့အက်ခန်ကျွေးမွေးကြတယ်တဲ့။ဖိုးချိုတို့တငယ်ချင်းတစုကလည်းမြေသေးတာအက်ခန်ကျွေးမွေးရိုင်းမှာပါဝင်လှုပ်ဆောင်ခဲ့တော့တာပေါ့။ရွာသူရွာသားတွေအားလုံးအားထားတောက်သုံးနေရတဲ့ရွာဦးတောက်ရေခန်းကြီးတာယာလှပပြီးတော့နှိရှေတည်တန့်ခိုင်မြဲအောင်တဲ့လက်ဆင့်ကမ်းပြီးတော့ထိမ့်သိမ်းချရမယ်ဆိုပြီးတော့ဖေဖေကပြောပြထားတယ်။ဖေဖေကပြောပြထားတဲ့အတိုင်းကိုပဲဂယုတဆိုင်လှုပ်ဆောင်ဖို့လေဖိုး ချို့ကတငယ်ချင်းတွေကိုပြန်လဲပြောပြပါဗါတယ်တဲ့ဒီတင်ငန်းစာလေးမှာတော့သားတို့သမီးတို့အများပိုင်ပစ္စည်းတွေကိုဘယ်လိုမျိုးထိန်းသိမ်းစောင့်ရှောက်ရမလဲဥပမာအများပိုင်ပစ္စည်းတွေလို့ပြောရတဲ့နေရာမှာလမ်းနေရှိမယ်ကျောင်းနေရှိမယ်ဈေးတွေရှိမယ်ဒါဆိုရင်လမ်းသွားတဲ့အခါမျိုးမှာဆိုရင်သားတို့သမီးတို့တခုခုစားပြီးတော့လမ်းပေါ်မှာတွေ့ကြရနေရာမှာပြစ်ခဲ့တာမျိုးမလုပ်ဘဲနဲ့အမိုက်ကိုစနစ်တကျထည့်တာမျိုးဈေးဆိုတဲ့နေရာမှာလည်းဒါကတော့ဈေးပဲဒီလိုအမိုက်ပြစ်လိုက်လို့ရတယ်လို့မတွေးဘဲနဲ့ဈေးဆိုတဲ့နေရာမှာလည်းအမိုက်ကိုပြစ်တဲ့နေရာမှာပြစ် ခဲ့တာမျိုးလေးတွေလုတ်ပြီးတော့ចောင်းဆိုတဲ့နေရာမျိုးမှာလည်းဒီဒီចောင်းကြီးကိုဘယ်လိုထိမ့်သိမ်းဆောက်ရှောက်ရမလဲဆိုတာမျိုးလေးတွေတအားတမီတို့သိရှိသွားလောက်ပြီလို့ထင်ပါတယ်ဒါဆိုရင်ဒီထဲတို့ကြပြားလေးတစ်ပုတ်ရှိပါတယ်ကြပြားလေးကိုဆက်ပြီးတော့ကြည့်ရအောင်ပါကြပြားလေးနာမည်ကတော့တဒါအူပဲဖြစ်ပါတယ်ဒါဆိုဒီ channel တူတူကြပြားလေးကိုလိုက်ပြီးတော့ရွတ်ဆိုကြည့်ပါအောင်เนาะ တဒါအိုကောက်ကောက်ကွေကွေချောင်းပေါ်မှာตาရလှပခန့်ထဲဝါကျေးရွာချင်းဆက်ချောင်းကူးတဒါရွာမြောက်ပိုင်းမှာတိဆောက်ထားဘိုးဘွားစင်ဆက်ပြုပြင်တာ သမိုင်းဝင်မှုထိမ့်သိမ့်ပါ ဖြတ်သွားလာကြပြီသူများ ညာစည်းပွားလွန်အားထားနှစ်ပေါင်းများလိုယိုယွင်းလာဆွေးကာရိုင်နဲ့ကျိုးပဲ့ရှာ ပြေးလွှာစော့ကာဝန်လေးများတတိထားလိုဒိုးရှောင်ရှာကပြာစာရေးဆရာနာမည်ကတော့မောင်ပုံရပဲဖြစ်ပါတယ်ဒီနေ့သင်ငန်းစာလေးရောဒီလောက်ပါပဲနောက်သင်ငန်းစာမှာပြန်လည်ဆုံတွေ့ကြပါမယ်